မီးရှို့ခံလိုက်ရတဲ့မလေးရှားက အလကုန်ပြီးမာကြီးကြီးကြီးတချမ်းသာခဲ့ပြီမဲ့နောက်ချေးပုံထဲမှာမီးရှို့ခံရရင်ဘဝဆုံးသွားခဲ့ရတဲ့မလေးရှားတတိမာကြီး 2023ခုနှစ်မေလ23ရက်နေ့အဲဒီနေ့မှာတော့မလေးရှားနိုင်ငံမှာရှိတဲ့ရှာလန်အထူးတရားရုံးရဲ့ရှိမှာသတင်းတော်တွေအများကြီးကကင်မရာတွေတပြင်းပြင်းနဲ့တိုးချိတ်နေခဲ့ကြပါတယ်။ဘာလို့လဲဆိုရင်တော့သူတို့တွေကလူသားမှုအတွက်အမိန့်ကိုတရားရုံးကဘလို့ချမယ်ဆိုတာကိုသိကျင်နေကြတာကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့အဲဒီလူသားမှုကတာမန်လူသားမှုတစ်ခုတော့မဟုတ်ပါဘူး။မလေးရှားတနိုင်ငံလုံးအနေနဲ့ကျုံ့မှုသမျှထဲမှာအကြီးဆုံးလူသားမှုဖြစ်နေလို့ပါပဲ။အရာတွေတွေမကားသေးပါဘူး။ဒီမှုနဲ့ပတ်သက်ပြီးနင်းနာသူတွေရဲ့ခန္ဓာကိုယ်ကိုလည်းပြန်မရခဲ့သလိုဘလို့မျိုးရင်ခွက်ဆစ်ဆင်းမှုတွေကိုမှလည်းမလုပ် ခဲ့ရပါဘူးတသက်အနေနဲ့ပြန်ရခဲ့တာကတော့တရှုအပိုင်းစားလေးတွေရဲ့အယုအဆအနာလေးတွေရဲ့အဲလောက်တသက်လေးနဲ့တင်အမှုကအကြီးကျယ်ဖြစ်သွားရတဲ့အကြောင်းရင်းကတော့နင်းနာသူကမလေးရှားနိုင်ငံရဲ့နာမည်အကြီးဆုံးအမျိုးသမီးစီးပွားရေးလုံခြုံရေးတယောက်ဖြစ်တဲ့ဒတ်တုံဆူစီလာဝါတီလာဝီယာဖြစ်နေလို့ပါပဲဆိုတော့အဲ့ဒီဆူစီလာဝါတီကဘယ်လိုလူမျိုးလဲသူမကဘယ်လိုအဖြစ်ဆုံးနဲ့ဂျုံတွေ့ခဲ့ရတာလဲသူမကရောဘယ်လိုမျိုးဖြစ်ပြီးတော့မီရှုခံခဲ့ရတာလဲဒီမူရဲ့နောက်ွယ်မှာရောဘယ်လိုလှုပ်ဝှက်ချက်တွေများရှိပြီးတော့ဘာတွေများဆက်ဖြစ်သွားလဲဆိုတဲ့ပတ်သက်ပြီး 未来，我就是要一批下来加把硬兵。 ဆိုစီလာဝါဒီကတော့1963ခုနှစ်တုန်းကဂျိုးဟိုးမှာရှိတဲ့ဘာတူးပါဟမ်မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။သူမမမွေးရင်းစနစ်ရောက်ရှိပြီးတော့မိသားစုကစင်းရဲလုံးတာကြောင့်ထမင်းစားဖို့တော့အနိုင်နိုင်ဖြစ်ခဲ့ရပါတယ်။မိဘအပေါ်မှာတည်တဲ့တဲ့ဆိုစီလာဝါဒီကတခြားကလေးတွေကစားနေတဲ့အချိန်မှာရာဘာချန်ထဲမှာရာဘာလိုက်ချင်ရင်းနဲ့မိသားစုတဲ့ဝင်ဝင်ဝိုင်းရှာပေးခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အချိန်မှာတော့ဆိုစီလာဝါဒီကတိမ်တက်တိမ်စင်အလားကောင်ပစ္စည်းတွေကိုလိုက်ရောင်းရတဲ့အလုပ်လုပ်ခဲ့ပါတယ်။ရီမရက်ကြီးတဲ့ဆိုစီလာဝါဒီကသူမရောင်းနေတဲ့ထုတ်ကုန်တိုင်းနဲ့ပေါင်ပစ္စည်းတွေ တွေအားလုံးကိုလေ့လာပြီးတော့ဒီစီးပွားရေးကိုပဲနားလည်အောင်ကြိုးစားခဲ့တယ်လို့ရတဲ့လစာလေးကိုလည်းမတုံမဆွဲပဲနဲ့ကုတ်ကျစ်ဆူဆောင်းထားခဲ့ပါရယ်1990ကာလတွေရောက်လာတဲ့အခါမှာတော့သူမကစုထားတဲ့ငွေလေးတွေနဲ့ Nobel Beauty Center ကိုဖွင့်လှစ်ခဲ့ပါတော့တယ်အဲလိုလည်းပဲသူမရဲ့ကြိုးစားမှုတွေကြောင့်နှစ်နှဲငယ်တွင်းမှာတင်လုပ်ငန်းကအောင်မြင်လာခဲ့ပြီးတော့မလေးရှား Brunei စင်ကာပူနဲ့ထိုင်းတို့မှာစံကွဲပေါင်း300ကျော်ဖွင့်လှစ်နိုင်တဲ့အနေအထားကိုရောက်လာခဲ့ပါတော့တယ်သူမကွန်မတီရဲ့ပိုင်ဆိုင်မှုတံမိုးက Ringgit 6တန်းကျော်ရှိလာခဲ့ပြီးတော့ဂျိုးပြည်နဲ့အစိုးရရဲ့အထူးချွန်ဆုံးအမျိုးသမီး လုပ်ငန်းရှင်ဆိုတဲ့ဂွန်ပြူစုကိုပါစူစီလာဝါဒီကရရှိလာခဲ့ပါတယ်။သူမကအိမ်အောင်၃ချိန်ပြုပြီးပြီးတော့ကလေး၆ယောက်ရရှိခဲ့ပြီးမိသားစုနဲ့အတူဂွန်ဖက်ဆိုတဲ့နေရာလေးမှာနေထိုင်ခဲ့ပါတယ်။သူမရဲ့ဘဝကတကယ်ကိုအားကျစရာကောင်းနေတယ်ဆိုပေမဲ့လူတိုင်းကတော့သူမရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးသိပ်ပျော်နေခဲ့တာတော့မဟုတ်ပါဘူး။ဒီအမှုဖြစ်ပွားခဲ့တဲ့2010ခုနှစ်ဩဂုတ်လတုန်းကဆိုရင်စူစီလာဝါဒီကမဂဇင်းကာမတပ်မုံလေးရိုက်တာ TV အစီအစဉ်တစ်ခုအတွင်းအားလည်းရဲ့မိဆက်အစီအစဉ်တွေလုပ်ထားတဲ့အလုရှုံနေခဲ့ပါတယ်။ဩဂုတ်လ28ရက်နေ့မှာတော့သူမကရှာအလန်ကဗလီကြီးမ မှာကျင်းပခဲ့တဲ့အထိုင်းမတ်ညစာပွဲကြီးကိုလည်းတက်ရောက်ခဲ့ပါသေးတယ်။အဲလိုမျိုးမအားလိုက်တဲ့ကြောင့်ရေသူမကခင်မောင်အောင်ဖြစ်တဲ့ Nash နဲ့ Ringgit 3.38တန်းနဲ့ပိုင်ဆိုင်မှုခွဲဝေတဲ့အပေါ်မှာတရားရင်ဆိုင်ရတာတွေကိုလည်းလုံနေခဲ့ပါသေးတယ်။အရာတွေတွေမကားသေးပါဘူး။သူမကပမာဏပန်ဆိုတဲ့ရှင်းနေတယောက်စီကနေပတ်စံနေရတဲ့ရှင်းတဲ့ကိစ္စကိုလည်းတစ်ဖက်မှာလုံနေရပါသေးတယ်။ပမာဏပန်ကသူမရဲ့ရှင်းနေအနေနဲ့မြင်းကွက်တွေရောင်းပေးတာဖြစ်ပြီးတော့အဲဒီကနေရတဲ့ပတ်စံအပြင်သူမကိုစတင်မလာကိုရဲ့နေကြမှာဘန်ကနေထုံးလို့ရမယ် Ringgit 4တန်းနဲ့ချက်လက်မှတ်2ဆောင်ကိုပေးထားခဲ့ ဲ့ပါသေးတယ်။ဒါမှမဟုတ်ဆူလာဝါဒီကယမန်စံကာလအတွင်းဝန်ထမ်းတွေကိုဖုန်းနဲ့ပေးချင်တာရင်မိသားစုဝင်တွေကိုပတ်စံပေးချင်တာတွေရှိတာကြောင့်ဩဂလ30ရက်နေ့မှာတော့ပမာဏဘန်ကိုပတ်စံကြိုပေးဖို့အတွက်လူကိုယ်တိုင်သွားတောင်းခဲ့ပါရယ်။သူမကတယောက်တည်းသွားတာမဟုတ်ဘဲနဲ့အသက်38နှစ်အရွယ်ဗန်အရာရှိဖြစ်တဲ့နော်ရီရှန်မူဟာမက်အသက်32နှစ်အရွယ်သူမရဲ့ရှင်နေဖြစ်တဲ့အဒူကာရင်အသက်44နှစ်အရွယ်ကားဒရိုက်ပါဖြစ်တဲ့ရှန်ရှူတင်တို့ကိုပါခေါ်သွားခဲ့ရယ်ဗျ။သူတို့တွေကအဲ့ဒီမနက်ပိုင်းမှာပဲကွာလာလမ်ပူကနေ ပမာဏပိုင်းရဲ့လေတော်အိမ်ရှိတဲ့ဘန်ဒီကိုထွက်သွားခဲ့ကြပါရယ်ညနေဆောင်အထိပြန်ရောက်မလာခဲ့တာကြောင့်တမီဖြစ်သူကဆိုလာဝါဒီကိုဖုံးအချိန်ပေါင်းများစွာဆက်ခဲ့တဲ့ဆိုပေမဲ့ဖုံးလုံးဝမကင်ခဲ့ပါဘူးအားနဲ့ပဲကျန်တဲ့၃ယောက်ကိုဆက်တော့လေဖုံးမကင်ခဲ့တဲ့ခါမှာတော့ပို့ပြီးတော့စိတ်ပူသွားခဲ့ပါတော့တယ်ညမှောင်တဲ့အထိလည်းအဆက်သွယ်မရတာကြောင့်ရဲစခန်းမှာညတွင်ချင်းပင်လူပြောင်သွားတိုင်ခဲ့တယ်ဗျာရဲတွေကတော့ပြန်ပင်းငွေတောင်းတာတို့ချင်းချောက်တာတို့ဖုံးဆက်သွယ်တာတို့မရှိတာကြောင့်ဒီတိုင်းလူပြောင်တာပါဆိုပြီးတော့ပဲလူပြောင်မှုနဲ့အမှုဖွင့်ခဲ့ပါတယ်ဆိုတော့အဲ့ဒီမှာဆိုလာ ာဝါဒီတို့အုပ်စုကဘာတွေဖြစ်သွားကြတာလဲဆူလာဝါဒီတို့လေယောက်သားကပမာနာပိုင်းရဲ့လေတော်အိမ်ကိုရောက်သွားတဲ့အခါမှာတော့ဒီတိုင်းမျက်နှာချင်းဆိုင်တွေ့စကားတွေပြောပတ်စံယူပြီးပြန်မယ်လို့ကြိုတွေးထားကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းသူတို့လေတော်အိမ်ထဲကိုဝင်လိုက်ချင်းမှပဲယုတ်တရက်ထွက်လာတဲ့သူတွေကသူတို့ရဲ့ခေါင်းတွေကိုဒုတ်တင်နေဝါရိုက်ခဲ့ပါတော့တယ်တကယ်တော့ပမာနာပန်ကသူ့ရဲ့အလို့သမား၃ယောက်ဖြစ်တဲ့တလီယာလာကန်ကတာဘာရန်ယန်နဲ့မတန်ဆိုတဲ့အလို့သမား၃ယောက်ကိုချိုခေါ်ထားတာဖြစ်တယ်လို့အဲ့ဒီမတန်ရင်ကလည်းလေတော်ထဲမှာတစ်လုံးတွေကိုကြိုပုံထားခဲ့တယ်ဗျသူတို့ကအားလုံးကိုစနစ်တကျစ စဉ်ထားခဲ့တာဖြစ်ပြီးတော့ဆူလာဝါဒီတို့ဝင်လာတဲ့ခါမှာတော့ခေါင်းနဲ့ကြောတွေနဲ့ခန္ဓာကိုယ်တွေကိုအသင့်ဆောင်ထားတဲ့ခရစ်ကတ်ဒုတ်တန်တွေနဲ့ဝိုင်းရိုက်ခဲ့တာပဲဖြစ်ပါရယ်ဆူလာဝါဒီတို့ကပြန်ခုခံမှုကြိုးစားခဲ့တဲ့ဆိုပေမဲ့အလစ်တိုက်ခိုက်ခံရတာရောလက်နက်အင်အားမမျှတာကြောင့်ရောနောက်ဆုံးမှတော့အကုန်မီးဖို့လဲကျသွားပြီးတော့လှုပ်တောင်မလုံနိုင်တဲ့အခြေအနေဖြစ်သွားခဲ့ပါတော့တယ်အဲဒီနောက်မှာတော့ပမာဏပဲလူတွေကသူတို့ရဲ့လက်တွေကိုကြိုးရင်းနဲ့တချာချီပြီးရင်ထိုက်ရိုက်ခဲ့ကြတယ်ဗျာအဲ့ဒါတွေမကားသေးဘဲနဲ့ဒီအမှုကိုချီဟာလက်ရမပေါ်အောင်လုပ်ဖို့ဆိုပြီးတော့ပမာဏပဲရဲ့လူတယောက်က Norwich ှန်ကိုဖုံးပေးပြီးတော့ဆိုလာဝါတီနဲ့အလုတ်ကိစ္စခင်းသွားမှာမလို့၃ရက်ကြာမယ်ဆိုပြီးတော့လှမ်းပြောခိုင်းခဲ့ပါတယ်။ အရိုက်ခံထားရတာကြောင့်မျက်နှာတစ်ခုလုံးဖူးရောက်နေတဲ့နော်ရီရှန်ကလည်းမပြောရင်အသက်ခံရမှာဆိုတာကြောင့်သူ့ရဲ့မိမကိုဖုံးဆက်ပြီးတော့သူတို့ပြောခိုင်းတဲ့အတိုင်းပဲပြောခဲ့ရပါတယ်။အခြေအနေကိုမသိတဲ့သူ့ရဲ့မိမကရမဆန်ကာလာကြီးမှာမိမနဲ့ကလေးကိုထားပြီးတော့အလုပ်ကိုဦးစားပေးရလားဆိုပြီးတော့လေသူ့ကိုဒုက္ခကောင်းဆန်တဲ့လူမစင်စားပေးတတ်တဲ့လူဆိုပြီးတော့အော်ဝေးခဲ့တယ်ဗျ။စိတ်မကောင်းစရာကတော့အဲ့ဒီစကလုံးတွေကသူမအနေနဲ့ယောက်ျားဖြစ်သူကိုနောက်ဆုံးပြောခွင့်ရရတဲ့ဇာတ်ကားတွေဖြစ်နေတာကိုတော့သူမမသိခဲ့ပါဘူး။ပမာဏပဲလူတွေကကျန်တဲ့နှစ်ယောက်ကိုလည်းဓာတ်နဲ့ချင်းချောက်ပြီး တော့ဇနီးတဲ့တွေကိုဖုံဆက်ပြီးရင်အခုနောက်အတိုင်းပဲဆက်ပြောခိုင်းခဲ့ပါတယ်ခီးသွားတာ၃ရက်ကြာမယ်ဆိုပြီးတော့ပြောခိုင်းရတဲ့ရည်ရွယ်ချက်ကတော့အဲလူတွေရဲ့မိသားစုတွေကရဲတိုက်တာမလုပ်ခင်အနည်းဆုံး၃ရက်စောင့်စီဖို့ဖြစ်ပြီးတော့အဲ့ဒီအချိန်တွေမှာသူတွေကခြေရလက်ရတွေအကုန်ဖျောက်ဖျက်ဖို့ပဲစီစဉ်ထားတာဖြစ်ပါတယ်ဖုံးကော်တာတွေအလုံးပြီးသွားတဲ့ခါမှာတော့တကယ်ရက်စက်မှုကြီးကစတင်ခဲ့ပါတယ်ဆိုလာဝါတီတို့တစ်ဖွဲလုံးကိုပမာဏပိုင်းနဲ့သူ့ရဲ့လူတွေကတကယ်ကိုတည်ဆင်းနိုင်တော့တဲ့နေရာတွေကိုပဲတိချရွေးပြီးတော့ဌာနဲ့ထိုးတာခုတ်ထားတွေကိုလုတ်ခဲ့ကြတယ်ဗျလေတော်ရင်တစ်ခုလုံးနဲ့သွေးတွေပိတ်ပွားသွားခဲ့ပါတော့ ါတယ်။အဲဒီနောက်မှာတော့သူတို့တွေကအလောင်းဖျောက်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့မီးလောင်ချွတ်မှုအာခေါင်နဲ့နောက်ချေချောင်းတွေကိုလည်းလောင်စာအဖြစ်ကြိုပြီးတော့ပြင်ဆင်ထားခဲ့ပါတယ်။အဲဒီလောင်းနဲ့ပဲမလုံလောက်တာကြောင့်သူတို့တွေကအလောင်းတွေကိုဇင်းအပြားတွေနဲ့ပတ်ဓာတ်စီတွေလောင်ပြီးတော့မှနောက်ချေချောင်းပုံကြီးတွေကိုထည့်ပြီးတော့မီးရှူခဲ့ပါတော့တယ်။မီးရကဘလောက်ပြင်းလဲဆိုရင်အနီးနားမှာရှိတဲ့စီအောင်ပင်ရဲ့အလက်တွေပါမီးလောင်သွားခဲ့ကြတယ်ဗျ။အဲဒီလိုနဲ့ပဲမလေးရှားရဲ့အလောက်ကုန်ပြင်းမကြီးဖြစ်တဲ့စီလာဝါတီနဲ့သူမရဲ့လူတွေလည်းအယူအဆလားလေးတွေနဲ့ပြာမုံလေးတွေဖြစ်သွားခဲ့ရပါတော့တယ်။ပမာဏ ပန်ကတော့သူကျွန်းလွန်လိုက်တဲ့လူသမှုကလောဘကိုပြီးပြည့်စုံပြီးတော့အစားအနာရှာလို့မရလောက်ဘူးလို့တွေးပြီးပြောနေခဲ့ပါတယ်။ဒါမှမဟုတ်အဲ့ဒီဖြစ်စဉ်တစ်ခုလုံးဖြစ်နေတော့သူ့ရဲ့လက်တော်အိမ်သားမှာရှိတဲ့အင်ဒိုနီးရှားအကူအမျိုးသမီးဖြစ်တဲ့ကာမီတာကာနဲကအလုံလုံးနေခဲ့တာကိုတော့ပမာဏပန်တယောက်မသိခဲ့ပါဘူး။ဆိုလာဝါဒီလိုအဖွဲ့ကအဲ့ဒီလက်တော် channel ကိုဝင်သွားတာကစလို့တိတ်မကြခင်မှာပဲအဲ့ဒီအမျိုးသမီးရဲ့စူးစောဝါအော်ဇန်ကြီးထွက်လာတဲ့အထိအဲ့ဒီအမျိုးသမီးကကြားသွားခဲ့ပါတယ်။အဲ့ဒါတွေတင်မှာပဲလက်တော် channel မှာမီတာအကြီးကြီးတက်လာကိုတော့သူမကမြင်ခဲ့ရ ပါတယ်ဒါပေမဲ့လည်းကြောင်လန်းတာကြောင့်သူများကိုပြောဖို့နေနေတသားနေရာကတော့မလုပ်ခဲ့ရပါဘူးမိရောက်တိငိမ့်သွားတဲ့ခါမှာတော့ပမာမဏန်ဘန်းတို့အဖွဲ့ကကျန်တဲ့ပြားတွေအယိုးအစားနာတွေအားလုံးကိုကောက်ပြီးတော့တစ်တာတစ်လုံးလေးကိုထည့်ပြီးရင်စွန်ခိုင်းပန်ချောင်မြစ်ထဲကိုပစ်ချခဲ့ပါတယ်လက်နက်တွေအားလုံးကိုလည်းသူတို့တွေကအဲ့ဒီမြစ်ထဲကိုပစ်ချပြီးတော့အစနာဖြောက်ပစ်ခဲ့ပါတယ်သူတို့ကျွန်းလုံးငယ်တဲ့ပြင်မှုကတော်တော်လေးကိုပြီးတယ်ဆိုပေမဲ့လုံးဝအစဖြောက်သွားခဲ့တာတော့မဟုတ်ပါဘူးစွန်လာဝတီတယောက်ပျောက်ဆုံးတာတပတ်အကြာဖြစ်တဲ့2010ခုနှစ်စက်တင်ဘာလ6ရက်နေ့မှာတော့စူပန်းချာယာမှာရှိတဲ့ ဲ့ကားပါကင်တစ်ခုထဲမှာသူမရဲ့ BMW H5 ကားကြီးကိုရဲတွေကရှာတွေ့သွားခဲ့ပါတော့တယ်။တိတ်မကြခင်မှာပဲသူမနဲ့အတူလိုက်သွားတယ်။နောက်တယောက်ရဲ့ BMW ကားကိုလည်းစူပန်ဂျာရာကလူနေတိုက်ခန်းတွေတစ်ခုနားမှာထပ်တွေ့ခဲ့ရပြန်ပါတယ်။ကားတွေကရှိနေပေမဲ့လူတွေကြီးပဲပျောက်နေတာကြောင့်ရဲတွေလည်းဒါကတာမန်လူပြောင်းမှုတစ်ခုမဟုတ်တော့တာကိုသတိထားမိခဲ့ပါတယ်။အဲ့ဒါနဲ့အဲ့ဒီကားကလက်ဝယ်ရာတွေနဲ့ DNA တွေကိုစစ်ဆေးမှုတွေလုပ်ခဲ့ကြသလိုစူလာဝါဒီရဲ့ဖုန်းကိုဆုံးမှတ်တမ်းတွေမက်ဆေ့တွေကိုလည်းစစ်ဆေးခဲ့ကြပါတော့တယ်။အဲ့လိုစစ်ဆေးလိုက်တဲ့အခါမှာတော့သူမရဲ့နောက်ဆုံးစစ်တမ်းမှုမှတ်တမ်း တန်းတွေကရှင်းနေညီကိုနှစ်ယောက်နဲ့တိဖို့ချိန်ထားတယ်ဆိုတာကိုသိလိုက်ရပါတော့တယ်အဲ့ဒီနှစ်ယောက်ကတော့အသက်42နှစ်အရွယ်ပမာနာဘန်နဲ့သူ့ရဲ့ညီဖြစ်သူအသက်38နှစ်အရွယ်ဆူလန်ဒရန်တို့ပဲဖြစ်ပါတယ်ရဲရဲလက်စတီမလာ7ရက်နေမှာတော့အဲ့ဒီနှစ်ယောက်လုံးကိုခေါ်ယူစစ်ဆေးခဲ့တယ်လို့ပမာနာဘန်ရဲ့လေတော်ချန်ကအလို့သမား6ယောက်ကိုလည်းထိန်းသိမ်းခဲ့ပါတယ်အဲ့ဒီနောက်ပမာနာဘန်ရဲ့လေတော်ချန်ကိုတောင်းရောက်စစ်ဆေးကြည့်ရခါမှာတော့တိုင်းလုံးသွေးတွေပြေးပွားနေတဲ့လေတော်အိမ်ရဲ့အိမ်ထဲမှာဖွင့်ထားတဲ့သွေးစွန်းနေတဲ့ခရစ်ကတ်ရိုက်တိုင်ရဲ့ဆင်းအပြားတွေရဲ့ဆွေပြက်ခံထားရတဲ့အတွင်းကန်အစ ာနာလေးတွေရဲ့လုံးလုံးလက်လက်တူးထားတာမကြသေးပေမဲ့မဲနှက်နေတဲ့မိတွင်တွင်ရဲ့ကိုတွေ့သွားခဲ့ပါတော့တဲ့အားနဲ့ပဲမှုကင်းစည်းဖွဲ့ကိုခေါ်ပြီးရင်လေတော်ချန်တစ်ခုလုံးကိုစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့အနည်းနာမှရှိတဲ့မြစ်ထဲကိုလည်းရေကုန်းသမားတွေအများကြီးနဲ့ရှာဖွေမှုတွေလုပ်ခဲ့ပါတော့တဲ့အဲ့ဒီမြစ်ထဲကနေလူရုအစာနာသွားအစာနာတရှိအစာနာတွေအပြင်ဆိုလာဝါတီရဲ့နိုင်တို့တခြားအသုံးဆောင်ပစ္စည်းတို့ပါဝင်နေတဲ့တစ်တာတစ်လုံးကိုရရှိသွားခဲ့ပါတော့တဲ့ဒီကနေ့စစ်ဆေးမှုတွေလုပ်တဲ့အခါမှာတော့အဲ့ဒီတက်တေတွေအလုံးကနိနာသူရဲ့ DNA နဲ့ကိုက်ညီနေတာကိုတွေ့ရှိ ှိသွားခဲ့ပါတော့တယ်။အဲဒီလိုနဲ့ပဲ2010ခုနှစ်စနေမလ12ရက်နေ့မှာတော့ဆူလာဝါဒီနဲ့သူမရဲ့လူသုံးယောက်ရေးဆက်ဆက်အသက်ခံခဲ့ရတယ်ဆိုတာကိုရေးရလေတရားဝင်ကြီးညာခဲ့ပါတော့တယ်။ပမာဏပိုင်းရဲ့လူတွေကိုလည်းဒီမှုရဲ့အဓိကတန်တရားတရားခင်နေနဲ့ဖန်ဆီးခဲ့ပါတယ်။ဒီနေရာမှာမေးစရာရှိလာတာကဘာကြောင့်များပမာဏပိုင်းလိုအောင်မြင်နေတဲ့ရှင်းနေတယောက်ကဒီလိုမျိုးလုံရမျိုးလုခဲ့တာလဲဆိုတာပါပဲ။ရေးရလေဒီကိစ္စကိုတရားသိကြတာကြောင့်ပမာဏပိုင်းကိုစုံစမ်းစစ်ဆေးတော့မှာပဲအကြောင်းဆောင်ကပေါ်လာခဲ့ပါတယ်။တကယ်တော့ပမာဏပိုင်းကသူရှင်းလို့မရတဲ့အရှုတော်ပုံကြီးတွေကိုဝင်မိ သွားခဲ့တာဖြစ်ပါတယ်သူက ranking 25တန်းတင်နေမြေခွက်အယောင်းဝယ်တစ်ခုအတွက်ရှေ့နေလုံနေခဲ့တာပဲဖြစ်ပါတယ်ပြဿနာကတော့သူမြေခွက်ရောင်းနေတဲ့ solarwadi ဘက်ကရောမြေခွက်ဝင်နေတဲ့ဓာတုအတူရာမန်ပါလီဆိုတဲ့အာနာရှိနိုင်ငံရေးသမားတွေအတွက်ပါရှေ့နေလုံနေခဲ့တဲ့ဆိုတာပါပဲပြောရမယ်ဆိုရင်တော့နှစ်ဖက်ခွာစားဖို့လုံနေခဲ့တာပါတကယ်တော့ရှေ့နေတယောက်အနေနဲ့အဲဒီမျိုးလုံပိုင်ခွင့်မရှိဘူးဆိုပေမဲ့ပမာဏဘန်ကတော့လုံခဲ့တာဖြစ်ပြီးပူဆိုးတာကတော့အဲဒီအယောင်းဝယ်ကိစ္စမှာစာရန်စာရန်အတူတွေနဲ့လိမ်လည်မှုတွေပေါင်းဝင်ပတ်သက်နေတဲ့ဆိုပြီးတော့တတိနေထွက်လာခဲ့တာပါပဲပမ မနာမန်နဲ့အာနာရှိတဲ့နိုင်ငံရေးသမားနဲ့အကြီးသားစီးပွားရေးလုပ်ငန်းရှင်တွေချာမှာညက်သွားခဲ့တာပဲဖြစ်ပါရယ်နောက်ပြီးအယောင်းဝယ်ကအဆင်မပြေဖြစ်ခဲ့ပြီးတော့ဆူလာဝါဒီကလည်းရင်းကိလေးတန်းတောင်းလာတဲ့အချိန်မှာသူ့လည်းလုံးဝချောင်ပိတ်မိသွားခဲ့ပါရယ်သူ့အနေနဲ့အာနာရှိတဲ့နိုင်ငံရေးသမားကိုပဲဆန့်ကျင်မလားဒါမှမဟုတ်သူ့လုပ်ငန်းအပ်ထားတဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးကိုပဲဆန့်ကျင်မလားဆိုတော့ကိုရွေးခဲ့ရပြီးတော့နောက်ဆုံးမှတော့ဆူလာဝါဒီကိုပဲရှင်ပြဖို့စုံပြတ်ခဲ့တာဖြစ်ပါရယ်အဲဒီလိုမျိုးလုပ်ဖို့အတွက်သူ့ရဲ့လေလောချန်ကဝန်ထမ်း၃ယောက်ကိုဆက်သွယ်ပြီးတော့မလုပ်ရမလဲဆိုတော့ကိုညွှန်ကြားခဲ့တာပဲဖြစ်ပါရယ်အဲ ဲလိုနဲ့ပဲသူတို့၃ယောက်ကတကယ်ကိုရစ်ဆက်လုံးတဲ့လူတပ်မှုကြီးကိုကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်၂၀၁၀ခုနှစ်အော်တိုဘလ၁၃ရက်နေ့မှာတော့ပနာမာမန်နဲ့သူ့ရဲ့လူ၃ယောက်ကိုလူတပ်မှု၄ခုနဲ့တရားဝင်တရားစွဲခဲ့ပါတယ်နောက်ထပ်အလို့သမား၂ယောက်ဖြစ်တဲ့အသက်၁၉နှစ်အရွယ်စာရာဝန်နဲ့အသက်၂၅နှစ်အရွယ်ဆူလက်တို့၂ယောက်ကိုတော့တသက်ငယ်ပစ္စည်းဖျောက်မှုနဲ့တရားစွဲခဲ့ပါတယ်သူတို့၂ယောက်ကအပြစ်ရှိကြောင်းဝန်ခံခဲ့တာကြောင့်ထောင်ဒဏ်၇နှစ်ချလိုက်ပြီးတော့နောက်ပိုင်းမှာတော့ထောင်ဒဏ်ကိုအနည်း၂၀ထိတိုးချခဲ့ပါတယ်ပမာဏပိုင်းရဲ့ယုံကြည်မှုတွေမှာလူအများကြီးကတသက်လာထွက်ဆိုခဲ့ကြတယ်လို့ဆူလာဝါတီရ ဲ့အရင်ယောက်ျားကလည်းလာထွက်ဆိုပြီးခဲ့ပါတယ်သူရဲ့ထွက်ဆိုချက်အရတော့ဆူလာဝါဒီကိုဖုံးဆက်လို့မရတဲ့အချိန်မှာပမာနာဘန်ကိုဖုံးဆက်ပြီးတော့အကျိုးချောင်းကိုမေးမြန်းခဲ့တဲ့ဆိုပေမဲ့ပမာနာဘန်ကသူ့ကိုသွေးအေးအေးနဲ့လင်ခဲ့တယ်လို့လည်းပြောလာခဲ့ပါတယ်ဒီအမှုတစ်ခုလုံးရဲ့အသေးကတက်တည်ကတော့အဲ့ဒီဖြစ်စဉ်တစ်ခုလုံးနေမကိုတီးခဲ့တဲ့အင်ဒိုနီးရှားအိမ်အကူအမျိုးသမီးရဲ့ဖြစ်ပြီးသူမကလည်းမြင်ခဲ့ကြားခဲ့ရတာတွေကိုအကုန်လုံးတက်တည်ထွက်ဆိုခဲ့ပါတယ်2020ခုနှစ်အေမီလာမှာတော့တရားခံရှင်းနေတဲ့ဘက်ကခုခံမှုတွေကိုစတင်ခဲ့ကြပါတယ်တာလီယာလာခံရဲ့ရှင်းနေတွေကတော့သူ့ရဲ့အမှုတွေကနိနာသူတွေကို တခါမှမတွေ့ဘူးတာကြောင့်သူမသိတဲ့လူကိုဘယ်လိုမျိုးတတ်မှတ်နိုင်မှာလဲဆိုပြီးတော့လေခြေပါခဲ့တဲ့ဗျမာတန်ရဲ့ရှင်းတွေကလည်းအဲ့လိုမျိုးပြောလာခဲ့ပြန်ပါတယ်ပါရာယန်ကတော့လက်လျှော့လိုက်တဲ့အလားဘာမှတောင်မခြေပါတော့ဘဲနဲ့သူအဲ့ဒီမှာရှိကြောင်းနဲ့ကားဒရိုင်ဘာကိုချုပ်ထားခဲ့ကြောင်းဝန်ခံခဲ့ပြီးတော့တတ်ထာကိုတော့တခြားလူတွေလုခဲ့ကြောင်းနဲ့ဒီအကြောင်းတွေဘယ်သူမှပြန်မပြောဘူးပမာဏဘန်ကသူ့ကိုနှုတ်ပိတ်ထားတယ်ဆိုပြီးတော့လေထွက်ဆိုခဲ့တယ်ဗျပြေခံကရသလောက်လင်းခဲ့တယ်ဆိုပေမဲ့တတိတွေကခိုင်လုံးနေရကြောင်းလိမ့်လို့မရတော့ဘဲနဲ့တရားသူကြီးတွေကလည်းသူတို့ရဲ့ခြေပါချက်တွေကို ပယ်ချခဲ့ပါတော့တယ်။2013ခုနှစ်မေလ23ရက်နေ့မှာတော့တရားသူကြီးတွေကပမာဏပိုင်းလို့၄ရောက်လုံးကပြစ်မှုထင်ရှားတယ်လို့ကျူးလွန်ခဲ့တဲ့အမှုရဲ့သဘောတဘာဝကလည်းရက်စက်လွန်းတာကြောင့်ဆိုပြီးတော့ကြုံမိချမလိုက်ပါတော့တယ်။ပမာဏပိုင်းတို့ကတော့အယူခံတင်ခဲ့ကြတယ်ဆိုပေမဲ့2015ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မှာတော့တရားသူကြီးကအယူခံကိုပယ်ချခဲ့ပါတယ်။2016ခုနှစ်အော်တိုမလာ31ရက်နေ့မှာတော့သူတို့ကဖက်ထရယ်တရားရုံးမှာအယူခံထပ်တင်ခဲ့ကြပြန်ပါတယ်။2018ခုနှစ်မလ16ရက်နေ့မှာတော့ဖက်ထရယ်တရားရုံးကမတန်ကလွှဲပြီးတော့ဂျနက်၃ရောက်ရဲ့အယူခံ ံကိုပယ်ချခဲ့ပါတော့တယ်မတန်ကတော့အဲဒီလူသမှုမှာဓာတ်ရိုက်ပဝင်ပတ်သက်နေပါတယ်ဆိုတဲ့ပတ်သက်ပြီးတသိခိုင်ခိုင်လုံးမရှိဘဲနဲ့သူ့အနေနဲ့အဲဒီမတိုင်ခင်တော့ကတင်းလုံးတွေရှုပ်ပေးခဲ့ရတာပဲရှိတာကြောင့်အမှုခံနေလှုပ်ပေးလိုက်တာပဲဖြစ်ပါတော့တယ်2023ခုနှစ်ဇူလိုင်လ၄ရက်နေ့မှာတော့မလေးရှားနိုင်ငံကတိမ်မင်းကိုပယ်ဖျက်ခဲ့ပါတော့တယ်ဒိုင်းမလေးအပီးတိုင်ပယ်ဖျက်ခဲ့တာမဟုတ်ဘဲနဲ့တရားသူကြီးတွေအနေနဲ့ထောင်နဲ့30ကနေ40အထိချမလားတိမ်မင်းပေးမလားဆိုတာကိုရွေးချယ်ခွင့်ကိုတော့ပေးထားခဲ့ပါသေးတယ်အဲဒီမှာပဲတိမ်မင်းကြအကျဉ်းသားအကုန်လုံးကပြည်ထောင်ပြန်ချပေးဖို့အယူ ခန်းစာတွေတင်ခဲ့ကြပြန်ပါတယ်ပမာဏဘန်နဲ့တာလီယာကန်တို့ရဲ့ရှေ့တွေကတော့တည်တဲ့အစားတသက်တကျွန်းဖြစ်ဖြစ်ပြောင်းချပေးဖို့ကိုအယူခံတင်ခဲ့ကြပါတယ်2020ခုနှစ်အော်တိုဘာလ10ရက်နေ့မှာတော့ဖက်ထရီယာဒီယန်ကသူတို့ရဲ့အယူခံကိုကြားနာခဲ့ပြန်ပါတယ်အဲ့ဒီအယူခံမှာပမာဏဘန်ရှင်တွေကသူ့ရဲ့အမှုတွေတွေအနေနဲ့တည်တဲ့ချအကျဉ်းသားတစ်ယောက်အဖြစ်14နှစ်ကြာထောင်ထဲမှာနေခဲ့ရပြီဖြစ်ပြီးစိတ်ပန်းဆိုင်ရာဒဏ်ရာတွေနဲ့ရရှိထားတဲ့ဆိုပြီးတော့တနာဆရာပုံစံမျိုးနဲ့ပုံဖော်ခဲ့ပါတယ်တာလီယာကန်ရဲ့ရှင်တွေကလည်းသူ့ရဲ့အမှုတွေကအသက်ငယ်သေးတာကြောင့် ုတိယအခွင့်အရေးရတဲ့မှာလဲဆိုပြီးတော့အယူခံတင်သွင်းခဲ့ပြန်ပါတယ်။ဒါမှမဟုတ်အစိုးရရှိနေတဲ့ဘက်ကတော့သူတို့ကအပြစ်မရှိတဲ့လူလူရောင်အသက်ကိုရဲရဲဆက်ဆက်တက်ခဲတာဖြစ်တာကြောင့်တည်တံကလွဲပြီးတော့ကျန်တာလုံးဝမပေးတင်ဘူးဆိုပြီးတော့လည်းပြောလာခဲ့ပါတယ်။တရားသူကြီးကလည်းသဘောတူခဲ့ပြီးတော့သူတို့ကိုတင်မိမဲ့ချမှတ်ခဲ့ပါတယ်။ပူဆိုးတာကတော့ပမာဏဘန်ကဆက်စင်းမှုတွေလုပ်နေတဲ့အခြေတွေမှာသူကလည်းတခြားအမှုတွေတွေပျောက်ဆုံးမှုနဲ့ပတ်သက်နေတာကိုရဲတွေကရှာတွေ့သွားခဲ့တာပါပဲ။သူ့ရဲ့အမှုတွေဟောင်းဖြစ်တဲ့အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တယောက်အိန်အောင်ရှင်မတယောက်နဲ့နောက်ထပ်လူတွေအပါအဝင် ပမာဏမှန်ကစုစုပေါင်းလူသက်မှု73ခုအတွင်တန်တရာတရားခဏ်ကြီးဖြစ်လာခဲ့ပါတယ်။ထိုင်းမဲလဲသူ့ကိုဆိုလာဝါတီရဲ့အမှုအတွက်ပဲတင်ရန်ချမှတ်ပြီးသားဖြစ်နေရာကြောင်းနောက်ထပ်စွဲချက်အစ်တီကိုထပ်မတင်ခဲ့တော့ပါဘူး။ဒီမိုးကိုလေးလာကြည့်မယ်ဆိုရင်ငွေကြီးချမ်းသာမှုရဲ့နောက်ကွယ်မှာမထင်မှတ်ထားတဲ့အနေအထားတွေလိုက်လာတတ်တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။တကယ်တော့လူတွေကခုရဲ့ရှိမှသာပြုံးပြနေတယ်ဆိုပေမဲ့နောက်ကျောကိုဓာတ်နဲ့ထိုးဖို့ကြံနေလားဆိုတာကိုဘယ်သူမှသိချာမသိနိုင်ပါဘူး။ဆိုလာဝါတီလည်းအဲဒီလိုမျိုးမသိခဲ့တာကြောင့်ပဲပမာဏမှန်စီမှာအသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။အားအကြောင်းမဲ့အခုချင်း တဲ့လူအလုံးနဲ့ကိုယ့်ရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးချင်တဲ့လူတွေကအနီးနားမှာရှိပြီဆိုတာကိုမသိနိုင်တာကြောင့်ဘဲကူပဲသွားသွားဘာတွေပဲလုံးလုံးဂေယူဆိုင်ကြပါလို့မှာကြရင်လည်းဒီဝီလေးကိုတီးမှာပဲအဆုံးတင်လိုက်ပါရယ်မိတ်ဆွေတို့နေနေရောဒီမိုးကနေဘာတွေတင်ငန်းဆောင်ရခဲ့လာလဲဆိုတဲ့ပတ်သက်ပြီးကိုမမဝင်းမြပေးသွားခဲ့ကြအောင်ဗျဝီလေးကိုအဆုံးတီးကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါရယ်